ငယ်စဉ်ကတည်းကပတ်စံနဲ့ပတ်သက်တဲ့ဒီအမှတ်ရဆုံးဖြစ်ရပ်တစ်ခုဆိုလို့ရှိရင်ပန်းစုကျောင်းစတတ်တဲ့အချိန်ပေါ့နော်။ကျောင်းစတတ်တဲ့အချိန်သူငယ်တန်းနှစ်ပေါ့။အဲ့ဒီသူငယ်တန်းနှစ်မှာအင်ရမုံဘိုးကြီးပြီးရဲ့။မုံဘိုးကြီးပြီးတဲ့အချိန်မှာအမေကကြတော့ဒီမုံဘိုးပြီးပြီဆိုလို့ရှိရင်ကိုမုံဝယ်စားပြီးပြီဆိုလို့ရှိရင်ပိုတဲ့ဟာတွေကိုစုထားပါတော့เนาะအဲ့ဒီလေးချင်လေးကိုသူကလုတ်ပေးလိုက်တယ် အဲ့လိုလုပ်ပေးတဲ့အခါမှာပန်းစုမုံမိုးရတဲ့အချိန်မှာပန်းစုကပိုတဲ့ပတ်စံပေါ့နော်ပိုတဲ့ပတ်စံတွေကိုစုစုထားတယ်ပေါ့စုထားပြီးလို့အဲ့ဒီစာတင်နှစ်တစ်နှစ်ကုန်သွားရောစာတင်နှစ်တစ်နှစ်ကုန်သွားတဲ့အချိန်မှာပတ်စံတွေကများလာတယ်ပေါ့နော်မုံမိုးစုထားတဲ့ပတ်စံတွေများလာတဲ့အချိန်မှာအမေကကြတော့ရွှေစားရုံခေါ်သွားတယ်ရွှေစားရုံခေါ်သွားပြီးတော့အဲ့ဒီပတ်စံပမာဏနဲ့ကိုက်ကြည့်တဲ့လော့ကတ်သေးသေးလေးတွေပေါ့နော်အဲ့ဒါလေးတွေဝယ်လို့ရတယ်အဲ့ဒီတွေဝယ်လို့ရတော့လိုတဲ့ပတ်စံတစ်ပေါင်းနှစ်ပေါင်းမြင်ရဖြည့်တယ်ပေါ့လေ ဲ့လိုဖြည့်ပြီးတော့ဝင်လိုက်တဲ့ချိန်မှာပန်းစုအဲ့ဒီငငယ်လေးကလေးအတွေ့အကြုံလေးရကြတော့အော်ပဆန့်စုထားလို့ရှိရင်ဒီလိုတပ်ဖို့ရှိတဲ့ရန်နာပစ္စည်းလေးတွေကဒီလိုမျိုးဝယ်လို့ရတာပဲအချိန်ကြာကြာမှာစုလိုက်ရင်ပဆန့်တစ်နေ့တစ်နေ့နည်းနည်းလေးရလဲအချိန်ကြာကြာစုလိုက်တဲ့အချိန်မှာတော့အာထိရောက်သားပဲဆိုရဲအသိလေးပေါ့နော်ခလေးတရားရဲ့အသိထဲမှာအဲ့ဒါဝင်သွားတယ်ပေါ့အဲ့ဒီအချိန်မှာပဲနောက်နှစ်စာသင်နှစ်တွေမှာဆိုလို့ရှိရင်ပန်းစုက အဲ့ဒီပထမဒီသူငယ်တန်းနှစ်ကထပ်ပို့ပြီးတော့ဆုပစ်လာတယ်အဲ့ဒီကနေစပြီးတော့ဘာလို့ဆယ်တန်းအထိမှအဲ့ဒီအလေးချင်းကတော့ရှောက်ဆွဲသွားတယ်ပေါ့နော်အဲ့ဒါကတော့ပတ်စံနဲ့ပတ်သက်တဲ့ပန်းစုအတွက်အမှတ်တရဖြစ်ရပေါ့အဲ့ဒီကနေစတင်ပြီးတော့ပန်းစုကအခြေခံငွေကြေးစီမံခံရမှုမှာဆိုရင် မျိုးကိုနည်းသည့်ဖြစ်စေများသည့်ဖြစ်စေနည်းနည်းချင်းစုဆောင်းခြင်းဟာလည်းအထိပယ်ရှိတယ်ဆိုရက်တရက်ကိုတီးခဲ့တယ်ပေါ့နော်နောက်ပိုင်းမှာတော့ပန်းစုပညာရက်တွေထပ်မံလေးလာခြင်းအပြင်ငွေကြေးစီမံခံခွဲတယ်ဆိုတာကငွေစုတာတစ်မျိုးတည်းကိုပဲရိုးရိုးလေးပြောတာမဟုတ်ဘူးနောက်ထပ်နော်ငွေပိုးကိုဘယ်လိုထပ်ရှာရမယ်ဒီအတုံးစိတ်ကိုဘယ်လိုစီမံခံခွဲရမယ်ဒီနောက်တစ်ခါရင်းနှီးမြှုပ်နှံမှုဆိုတာဘာလဲဆိုတာကိုပါပေါ့နော်အများကြီးသိလာရတယ် အမေကတော့အလေးအချင်အနေနဲ့ငငယ်လေးတွေအလုပ်ပေးလိုက်တာကတော့မျိုးနည်းနည်းပဲဖြစ်ဖြစ်စတယ်ပြီးတော့စူးစောင်းထက်တဲ့အလေးအချင်ပေါ့နော်အဲ့လိုမျိုးလေးကိုရရှိခဲ့တာဖြစ်ပါတယ်ဒါကတော့ဝီချင်းနဲ့ပတ်သက်တဲ့ဘဝမှာအမှတ်အရဆုံးဖြစ်ရတစ်ခုဖြစ်ပါတယ်ရှင့် က်ကိုပိုင်တန်ဖိုးကငွေနဲ့မဆိုင်လို့ပန်းစုကတော့သတ်မှတ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ဥပမာပန်းစုကပစ္စည်းတစ်ခုခုကိုသုံးတယ်ဆိုလို့ရှိရင်ဒါငါ့ရဲ့ identity အတွက်အငါက show up လုပ်ဖို့ပြရုပ်တစ်ခုဖြစ်ဖို့အတွက်သုံးတယ်ဆိုတဲ့စိတ်နဲ့သုံးတာမဟုတ်ဘူး။ပစ္စည်းတစ်ခုခုကိုဝယ်ပြီဆိုလို့ရှိရင်ကြိုက်လို့ကိုဝယ်တာပေါ့နော်။ကြိုက်လို့ကိုဝယ်တယ်။ပြီးတော့ကို့အတွက်လိုအပ်လို့ကိုဝယ်တယ်ဆိုတဲ့အနေထားနဲ့ဝယ်တယ်ပေါ့။ဒီပစ္စည်းရဲ့အောက်မှာဒီအားကြီးသုံးနေမှာငါဒီကုန်တက်တယ်။ဒီအားကြီးသုံးနေမှာ public ထဲမှာကိုကချပြမှာကြွားပြမှာဒါငါသ ုံးလေးပါတယ်ဆိုပြီးကြွားပြမှကိုကိုကိုအဓိပ္ပာယ်ရှိတယ်လို့အဲ့လိုလုံးဝမသတ်မှတ်ဘူးပေါ့နော်အဲ့ဒီစိတ်မရှိဘူးငွေသုံးပြီဆိုလို့ရှိရင်လွတ်လပ်တဲ့စိတ်နဲ့ပျော်ရွှင်တဲ့ခံစားချက်နဲ့ပဲပန်းစွာသုံးတယ်အသုံးဆောင်ပစ္စည်းပဲဖြစ်ဖြစ်အရာဝတ္ထုတစ်ခုခုပဲဖြစ်ဖြစ်အဲ့ဒီရဲ့အောက်မှာပန်းစုံမနေဘူးပေါ့နော်သုံးချင်ပြီဆိုလို့ရှိရင်ကိုသုံးလိုက်တယ်ဈေးကြီးတယ်ဆိုလို့ရှိရင်လည်းဥပမာပေါ့ပန်းစုံကပစ္စည်းတစ်ခုခုကိုသုံးတယ်ဆိုလို့ရှိရင်ခံစားချက်ကြောင့်သုံးတယ်ဘဝခံစားမှုအတွက်ပဲပန်းစုံသုံးတယ်ပေါ့လေ ်မှဖုန်းတစ်လုံးဝယ်မယ်ဆိုလို့ရှင်ဒီဖုန်းဒီငါရဲ့အလုပ်အတွက်မှာအဆင်ပြေတယ်ပြီးတော့ငါရဲ့ဒီ online shop အတွက်မှာအဆင်ပြေတယ်ဆိုလို့ရှင်ဒီဖုန်းဒီငါအတွက်လိုအပ်တယ်လိုအပ်လို့သုံးတယ်ပေါ့မှဒီဖုန်းတစ်လုံးကိုဝယ်လိုက်ချင်းဒီငါဒီဖုန်းကိုကိုင်းနေတယ်နော်ဆိုပြီးတော့ဒါလူတွေအထင်ကြီးစေလို့တဲ့စိတ်လူတွေကိုကြွားပြလို့တဲ့စိတ်နဲ့မနေဘူးပေါ့နော်ဒီပစ္စည်းတစ်ခုကိုဝယ်လိုက်ပြီးတဲ့အခါကျလို့ရှင်လေအာငါဈေးကြီးကြီးပေးပြီးဝယ်ထားရတာပြတ်သွားမှဆိုလို့ပျောက်သွားမှဆိုလို့ဆိုတော့အဲ့ဒီနှမျောစိတ်တွေနဲ့လေအဲ့ဒီပစ္စည်းရဲ့အောက်မှာချုပ်ကန်မခံဘူးပေါ့ ဒါကတော့ငွေကြေးပေါ်မှာပန်ဆူထားတဲ့ဟိုစိတ်ငြိစိတ်ထားပေါ့နော်ဒီငွေကြေးများမှကိုယ့်ရဲ့တန်ဖိုးတွေက support ကအရန်ကြီးလာမယ်ဆိုတာမျိုးမဟုတ်ဘူးကိုယ်ဒီကိုပိုင်တန်ဖိုးရှိပြီးသားကိုပိုင်တန်ဖိုးဒီပါလဲဆိုတော့ဉာဏ်ပညာနဲ့အရေးအချင်းဝိရိယစွမ်းအားနော်ဒါ ਉਹ ပဲအဓိကထားတယ်ဒါ ਉਹ ပဲမူတည်ရဲပေါ့လေတခြားသောရုပ်ဝိထုပစ္စည်းတွေအောက်မှာမြင့်မြုပ်နေတာကဒါတကယ်တန်ဖိုးမဟုတ်ဘူးလို့မြင်ပါတယ်ရှင် ငွေကြေးကိုပျော်ရွှင်မှုရဲ့အရင်အမြင်မြင်လားဒါမှမဟုတ်ပေါ့နော် security အတွက်ဒီ safety အတွက်အရေးပါတဲ့ဟာအတွက်ပဲမြင်လားဆိုလို့ရှိရင်ပန်စုဘက်ကတော့နှစ်ခုစလုံးပဲပေါ့နော်ဒါလေကြောင့်လို့ရှိရင်ငွေကြေးကကိုယ့်ရဲ့စိတ်ခံစားမှုတွေပျော်ရွှင်မှုပိုင်းဆိုင်ရာတွေအတွက်မှသူကအထောက်ပံ့ဖြစ်စေတယ်လို့အကိုယ့်ရဲ့ safety need တွေအတွက်မှလည်းအထောက်ပံ့ဖြစ်စေတယ်ပေါ့ငွေကြေးဒီဒီနှစ်ခုစလုံးအတွက်မှအကျိုးသက်ရောက်ပါတယ်။ဒါကြောင့်လည်းဆိုလို့ရှိရင်ပျော်ရွှင်မှုဆိုတဲ့အရာမှလည်းဒီငွေကြေးနဲ့ ်လုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ lifestyle တွေကိုရရှိတာပဲကိုယ့်ရဲ့ဒီ safety အတွက်ပေါ့အရေးပေါ်ငွေ emergency fund လို့အရာမျိုးတွေကိုကစီမံခန့်ခွဲထားမယ်ဆိုလို့ရှိရင်လဲပေါ့နော်ဒီရုပ်တရက်အကြောင်းတရားတစုံတရာပေါ်လာတဲ့အချိန်မှာစိတ်မပူပဲရအောင်ငွေကြေးတော့ကမဖြစ်ရဘူးပေါ့နော်ဒီအရာနှစ်ခုစလုံးအတွက်ငွေကြေးဒီအရေးပါတယ်လို့မြင်ပါတယ်ရှင် ဝေးဝင်လာတဲ့အခါပတ်စံဝင်လာတဲ့အခါမှာပထမဆုံး၃ချက်လားစုချက်လားဆိုလို့ရှိရင်ဒင်းဥဆုံးဒီဝင်လာတဲ့ငွေကိုပန်စုလို့အား50 30 20အရင်ခွဲလိုက်တယ်ပေါ့နော်50 30 20အရင်ခွဲလိုက်ပြီးတဲ့အခါကျလို့ရှိရင်ပန်စုလို့အားဒီ50ရာခိုင်နှုန်းဒီဘယ်အတွက်ထားမှလဲ30ရာခိုင်နှုန်းဒီဘယ်အတွက်ထားမှလဲ20ရာခိုင်နှုန်းဒီဘယ်အတွက်ထားမှလဲစီကိုယ်ကိုယ်တိုင်ခွဲခြမ်းစိတ်ပြလိုက်တယ်အခြေခံအပြင်ဘတ်ဂျက်တမ်းမှုက50 30 50 30 20မှာဆိုလို့ရှိရင်50ရာခိုင်နှုန်းဒီအခြေခံလိုအပ်ချက်တွေမရှိမဖြစ်တွေအတွက်သုံးမယ်လို့ဒါသတ်မှတ်ချက်ရှိတယ်ပေါ့30ရာခိုင်နှုန်းဒီ lifestyle တွေအတွက်20ရာခိုင်နှုန်းဒီ emergency fund နဲ့စုစုငွေအတွက်ပေါ့နော်ဒါမျိုးသတ်မှတ်ကြရတယ်။တစ်ချိန်တည်းမှာပဲအဲငွေပမာဏအရန်အများကြီးဝင်လာပြီဆိုလို့ရှိရင်တော့ဥပမာ300ဝင်လာတယ်ဆိုလို့ရှိရင်50လုံးကအခြေခံစိတ်အတွက်ဆိုတာကမဟုတ်တော့ဘူးလေနော်အဲ့ဒီအချိန်မှာတော့50 30 20အအနေနဲ့မမှန်ကန်နိုင်ဘူးပေါ့ပမာဏတွေကအဲ့တော့ကိုဒီဘယ် အပိုင်းကဏ္ဍကိုဘယ်လောက်သုံးမယ်ဆိုတာ၄ကိုအရင်ဥဒုံစီမံခန့်ခွဲဖြစ်တယ်ဝေဝင်လာပြီဆိုတာနဲ့အာသုံးတာကိုလည်းအရင်သွားပြီးမလုပ်ဖြစ်ဘူးစုတာတစ်မျိုးတည်းကိုပဲလည်းအရင်သွားပြီးမလုပ်ဖြစ်ဘူးအရင်ဥဆုံးအပိုင်းလိုက်ကိုပေါ့နော်သူ့နေရာနဲ့သူဘယ်ပိုင်းကဏ္ဍတွေဘယ်လိုထားမယ်ဆိုတော့အရင်စီမံခန့်ခွဲဖြစ်ပါတယ်ကိုမတက်နိုင်တဲ့ငွေပမာဏတစ်ခုတုံးဆွဲပြီးတဲ့အခါမှာနောင်သားဖြစ်လာဒါမှမဟုတ်လို့ရှင်ရင်ဒီချိန်နှမှုရှိလာပေါ့အဲ့ဒီမိကုံးပေါ်မှာကြတော့ပန်းစုက အဲတခါတလေအရင်တော့ကပေါ့နော်ငွေကိုတိတိကျကျမစီမံမခံခွဲတတ်ခင်တော့ကဆိုလို့ရှိရင်နည်းနည်း guilty ဖြစ်တယ်ပေါ့သုံးလိုက်ဩငါသုံးနာတွေများသွားပြီသုံးနာတွေများသွားပြီပေါ့နော်အဲ့လိုနောက်ထားရစိတ်ကလေးတွေဖြစ်တယ်တစ်ချိန်တည်းမှာပဲနောက်ပိုင်းငွေကြေးစီမံခံခွဲမှုကကောင်းလာတယ်တိလာတယ်ငွေရှာနည်းတွေလည်းတိလာပြီဆိုတဲ့အခါကျတော့ satisfy ဖြစ်ပါတယ်စိတ်ကျေနပ်လာတယ်အဲ့တော့အော်ငွေနဲ့ပတ်သက်လာပြီဆိုရင်ပန်းစိုးကငွေကဝင်လာတည်ပဲဖြစ်စေပျော်ပျော်ရွှင်ရွှင်လက်ခံလာတတ်တယ်လို့ စိတ်ကျေနပ်စွာလက်ခံလာတဲ့သလိုငွေထွက်သွားပြီဆိုတဲ့အခါကျရင်လည်းစိတ်ကျေနပ်စွာလက်ခံတတ်လာတယ်။တစ်ချိန်တည်းမှာပဲပေါ့နော်ဒီလိုမျိုးကိုပမာဏများများအောင်သုံးမိပြီဆိုတဲ့အခါကျရင်လည်းအာကိုကငွေသုံးဆွဲတဲ့အခါမှာရည်ရွယ်ချက်တစ်ခုနဲ့သုံးတာများတယ်။နိစံစွမ်းကိုတိတိကျကျသိတယ်။ခွဲခြမ်းစိတ်ပြပြီးမှသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။အခုနောက်ပိုင်းမှာတော့ဒီလိုနောက်သားတွေနေတယ်ပေါ့နော်။အဲ့ဒါလေးကိုပြောပြခြင်းပါတယ်။အခုကတော့နောက်သားအဖြစ်ငွေသုံးပြီဆိုလို့ရှိရင်အဲစိတ်နှမှုရရှိတာကအချိန်ကြီးများပါတယ်။ အမတ်ဂျန်စီဖန်မရှိဘဲနဲ့ဈေးကြီးကြီးပစ္စည်းတစ်ခုဝယ်ယူဖို့တို့စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့တို့တက်တိမရှိပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်တော့เนาะဒီအမတ်ဂျန်စီဖန်ဆိုတာကကြတော့ကိုယ့်အတွက်ဒီဘယ်လိုပြောမလဲအရန်အသားတစ်ခုဖြစ်စေတယ်ပေါ့မဟုတ်ဘူးဆိုလို့ရှိရင်ပန်ဆူလိုကပြုတ်ကျပြီဆိုလုံးဝအရှိန်အဟုန်နဲ့နောက်ကိုအကုန်လန်းကြမှာပေါ့เนาะဒီလိုမျိုးဖြစ်တတ်တယ်။အဲ့တော့စီးပွားရေးတစ်ခုစတင်လုပ်ကြရင်ဥပမာစီးပွားရေးလုပ်ငန်းတစ်ခုဒီလက်ထဲမှာပန်ဆူလိုက3900ရှိတယ်ဆိုရင်3900လုံးကိုအရင်ရင်းနှီးပြုံးနှံသွားရမှာမဟုတ်ဘူးပေါ့เนาะ တဝက်လောက်ကိုခြံပေါ့နော်တဝက်လောက်ကို safety နဲ့အနေနဲ့တဝက်လောက်ကိုခြံပေးရမယ်ပေါ့နော်250လောက်ကိုအရင်ရင်းနှီးမြုပ်နှံကြည့်အောင်ပေါ့စီးပွားရေးလုပ်ငန်းရင်းနှီးမြုပ်နှံတယ်ဆိုတော့တော်တော်များများကြတော့အကြီးကြီးတွေအရင်စတင်ရင်းနှီးမြုပ်နှံတယ်မြောက်နှံကြတယ်အဲ့ဒါကမှားရင်းတယ်ပေါ့နော်တကယ်တမ်းတော့ပန်းစုလိုတွေကဒီလုပ်ငန်းရဲ့အတွေ့အကြုံတွေဒီလုပ်ငန်းမှာရှိရမယ့်ပညာတွေအားတကျအားနည်းချက်တွေကိုမသိသေးခင်မှာနည်းနည်းချင်းနည်းနည်းချင်းကနေတွားချင်းအရောပို့ပြီးတော့ထိရောက်စေသလိုအဲ့လို emergency fund ရှိထားခြင်းအပြင်ပို့ပြီးတော့လည်းကောင်းမွန်စေတယ် အားစီးပွားရေးလုပ်ငန်းရှင်မျိုးနံနဲ့အခါပေါ့လေနောက်တစ်ခါဈေးကြီးပစ္စည်းတခုကိုတုံးဆွဲမယ်ဥပမာပေါ့ဟိုကားဆိုလို့ရှင်ဝယ်လိုက်ပြီးရတယ်သူကတန်ဖိုးကကြပြီပေါ့ဒီလိုဆက်ပစ္စည်းတွေဒီလိုဈေးကြီးဆက်ပစ္စည်းတွေဝယ်ယူတုံးဆွဲတဲ့အခါကြတဲ့အခါဆိုလို့ရှင်လည်းပန်ဆိုတော့ emergency fund တခုရှိမနေဘဲနဲ့ပေါ့နော်အာငွေချီးပြီးဝယ်တာမျိုးတွေနောက်တစ်ခါပေါ့ဒီကားအတွက်ပဲနော်လုံးတွေကိုတောက်လျှောက်ပေးနေရတဲ့ဟာမျိုးတွေဆိုလို့ရှင်ကြတော့အဆင်မပြေတော့ဘူးဒီကုန်ပစ္စည်းရဲ့ ရောဝတ္ထုပစ္စည်းရဲ့ထိန်းချုပ်မှုအောက်ကျိုးရောက်သွားတယ်ပေါ့နော်အဲ့တော့ငွေသုံးပြီဆိုတဲ့အခါစည်းကြီးပစ္စည်းတွေဝယ်တော့မယ်ရင်းနှီးမြှုပ်နှံတော့မယ်ဆိုတဲ့အခါကျပန်းစိုးအနေနဲ့ဆိုရင်တော့ emergency fund တင်စင်မထားဘဲနဲ့တတိမရှိပါဘာမရေးပန်းတိုင်ရောက်ဖို့အတွက်နေစဉ် daily သုံးဆမှုမှာဘယ်လောက်ထိလျှော့ချရဲလဲဆိုရင်ပတ်စုဝင်ဝင်ရဲ့ဒီ20ရာခိုင်နှုန်းထိလျှော့ချရဲတယ်ပေါ့နော်20ရာခိုင်နှုန်းထိလျှော့ချရဲတယ်ဆိုတာကကြတော့ အဲ့ဒီအထီချိုးတန်ချွေတာနိုင်တယ်ပေါ့လေပြောချင်တာဘာဖြစ်လို့ဆိုငငယ်ကလေးကလည်းကိုကဟိုကိုကိုမိုးမိုးပေးတဲ့အထဲမှာမှအကုန်လုံးဝယ်စားမပြစ်ဘူးအကုန်လုံးမတုံးပြစ်ဘူးပေါ့နော်မတုံးပြစ်ပဲနဲ့ဒီလိုမျိုးနေထိုင်တတ်တဲ့အကျင့်တစ်ခုရှိထားတော့ကြပန်းစုံနေတဲ့ဆိုလို့ရှိရင်တော့အဲ short ချနိုင်တယ် short ချရဲတယ်အ ਨੇ ဆုံးကတော့ဆယ်ရာခိုင်နှုန်းကို short ချရဲတယ်အမ်အများဆုံးဆိုရင်တော့20ရာခိုင်နှုန်းအထိချိုးတန်ချွေတာပြီးတော့နေရဲတယ်ပေါ့နော် financial successful ဖြစ်နေတဲ့လူတွေပေါ့ငွေကြေးအရအောင်မြင်နေတဲ့သူတွေကိုကြည့်မယ်ဆိုလို့ရှိရင်အရင်ဦးဆုံးဖြစ်ပေါ်လာတဲ့စိတ်ကဟာငါရှိမှဒါဒီလိုအောင်မြင်နိုင်တယ်ဆိုတာတသက်လာပြနေပြီပေါ့နော်အဓိကကတော့သူတို့လိုမျိုးငါလည်းအချိန်ကြာရင်ဖြစ်လာမှာသူတို့ဒီစပြီးတော့ထလန်းခဲ့တဲ့ပထမခြေလမ်းမှာသူတို့ဘာတွေလုပ်ခဲ့လဲပေါ့ เนาะစကားပြောခွင့်ရမယ်ဆိုလို့ရှိရင်နီလန်းနေယူတယ်ဘယ်လိုမျိုးစူးစမ်းခဲ့တာလဲပထမဆုံးခြေလမ်းမှာဘာတွေလုပ်ခဲ့တာလဲဘယ်လိုအခက်အခဲတွေခက်ကြောခဲ့တာလဲစသဖြင့်ပေါ့เนาะဒါတွေကိုဒါစကားပြောတယ်ပေါ့เนาะဒီလိုမျိုးပြောရင်းနဲ့ဟာနေပြီးတော့မှသူတို့ဖြတ်ကျော်ခဲ့ရတဲ့အခက်အခဲတွေပထမခြေလမ်းတွေကိုသိပြီးဆိုလို့ရှိရင်ကိုကလည်းဒီခြေလမ်းကိုသွားနေတဲ့ဒီလက်ရှိအခြေအနေမှာဆိုလို့ရှိရင်တော့ပြင်ပြင်ဆင်နိုင်လဲနင်းလာယူရတာပေါ့เนาะ ငွေကြေးရစိတ်ပီစီမှုဖြစ်ပြီးဆိုရင်တော့အာပြင်ပအရာတွေကိုအပြစ်တင်တာထက်ပေါ့နော်ပန်စုကတော့ပိုမိုင်း own action တွေကိုအရင်ဆုံးစဉ်းစားမိတယ်ပေါ့နော်။ဟာဘယ် action ကြောင့် ဒီလိုမျိုးလွဲသွားတာလဲဒီလိုပြဿနာဖြစ်သွားတာလဲပေါ့နော်ကိုယ့်ရဲ့လုံရက်ကိုအကုန်လုံး reflect လုပ်တယ်ပြန်လဲသုံးသပ်လိုက်တယ်ပြန်လဲသုံးသပ်တဲ့အခါမှာအော်ဟုတ်ပြီဒီနေရာမှာတော့ငါဒီလိုလွဲချော်သွားတယ်ဆုံးဖြတ်နေတယ်ဒီနေရာမှာတော့လွဲချော်သွားတယ်ရွေးချယ်မိတယ်ဒီရွေးချယ်မှုအမှားကြောင့်ဒီလိုပြဿနာဖြစ်တယ်ဆိုတာဥပမာဆိုသင်ခန်းစာယူတယ်သင်ခန်းစာယူပြီးတော့ရှေ့ဆက်ပြီးအနာဂတ်မှာဒီလိုတူညီတဲ့အနေအထားမျိုးအခြေအနေမျိုးဖြစ်ပေါ်လာပြီဆိုတဲ့အခါကျလို့ရှိရင်ဒီသင်ခန်းစာနဲ့ပြင်ဆင်သွားတယ်ပေါ့နော်အဲ့ဒီလိုမျိုးပဲလုပ်ဖြစ်ပါတယ် ငွေကြေးနဲ့ပတ်သက်ပြီးလေးလာသင်ယူမှုတွေလုပ်လာဆိုတော့အများမပြတ်လေးလာသင်ယူပါတယ်နောက်တစ်ခုကကြတော့ coach တွေ mentor တွေအများတန်းကားရယ်ပေါ့နော်အမ်ပန်းစုဆိုလို့ရှိရင်ဒါငွေကြေးနဲ့စီးပွားရေးပိုင်းမှာလည်းမဟုတ်ဘူးဘဝအတွက်ပါ coach အများတန်းထားရယ်ဘာကြောင့်လဲဆိုတော့ပန်းစုတို့ဘဝမှာပေါ့နော်ဒီတိုင်းဖြစ်လာတဲ့အခက်အခဲတွေကိုရှောင်လွှဲနေတာတွေဒီနေရာမှာပဲဝဲလေနေတာတွေဒီနေရာမှာပဲထိုင်ပြီးစိတ်ညစ်နေတာတွေလမ်းကြောက်နေတာတွေကိုပန်းစုကအချိန်ကြာကြာလက်မခံချင်ဘူးကိုကိုတိုင်းကဒီအဖြေကိုရှာမတွေ့တော့လို့ဒီအဖြေကိုမသိတော့လို့ဒီနေရာမှာဝဲလေသွားတာလေ အဲ့ဒီအခါမှာပန်စိုးကဆရာတယောက်တော့ကတော့ရှာမှာပဲသူနဲ့တိုင်နေဆွေးနွေးလိုက်တယ်ဆိုတဲ့အခါကျတော့ကိုယ့်ရဲ့အခက်အခဲတက်တနာတွေကကြည်သွားတယ်ကိုယ်ပဲလမ်းအောင်ဆက်သွားရမယ်ဆိုတာမြင်လာတယ်အဲ့တော့ coach တွေ mentor တွေဆိုတော့ပန်စိုးကတော့အမြင်နဲ့ရှိပါတယ်